ရှုံးနေဆိုရင်တော့မလိုလေးလဲဆိုတော့ပပလေးပဲရှုံးမယ်ပလုံးတပြားမပြန်မရဘူးဆိုတော့အရှုံးမျိုးမဖြစ်ရဘူးသင်တန်းသားတွေအခုမနေ့ကတော့ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်တင်ထားတယ်ကြည့်မိတဲ့သူရှိလားမသိဘူးရှစ်ကြိမ်တိတိရှုံးပွဲမရှိစံကြိမ်တင်ထားတယ်ဒါကအခုရပိုင်းဟာလောင်းလောင်းကိုက old story မဟုတ်ဘူးလောလောဆယ် present situation မနေ့ကမှကျွန်တော်ဗီဒီယိုလေးတင်ထားတယ်ကြည့်မိတဲ့သူရှိလားလက်ထောက်ကြည့်ပါဦးအများစုကကြည့်ဘူးရဲ့နော်မနေ့ကဗီဒီယိုလေးရှစ်ကြိမ်တိတိရှုံးပွဲမရှိ စံချိန်တင်တယ်တဲ့အဲ့တော့တို့ရဲ့အခြေအနေလေးပြောမယ်ဆိုအခုလိုပဲတင်တန်းလာတက်တယ်ဒါပေမဲ့တင်တန်းတက်နေတဲ့အချိန်မှာတော့ကျွန်တော်ကတို့ရှယ်ယာတွေပါရတော့မထက်ပေဘူးလေဒါလည်းပုံမှန်လေးပြောပြတာပေါ့ဘယ်လိုမျိုးအခြေအနေမှာထက်ပေလဲဆိုတော့ဒီမှာလူတွေအများကြီးပဲကိုကျွန်တော်ရှယ်ယာထက်ပေလို့မရဘူးအဲ့တော့ကျွန်တော်ကနှမအနီးကလာတိုင်းတော့6ယောက်ပဲလာထိုင်တယ်အဲ့တော့တို့ကကျွန်တော်ဒီမှာ၄ဘက်လာထိုင်တယ်ပေါ့အဲ့တော့၄ဘက်အတွင်းမှာကျွန်တော်ဝယ်တာလေးကိုတေချာလောက်တယ်မြတ်လောက်တယ်လို့ထင်တဲ့ဟာလေးကို မြက်လောက်တွေလို့တည်တည်ချာချာထင်နေတာအနောက်ဆိုတော့90ရာခိုင်နှုန်းမြက်လောက်တွေလို့စိတ်ထဲမှာထင်နေတာအကျောက်သမားတွေမှာလည်းရှိတယ်နော်ဝယ်ပြီးလို့ရှိရင်ဟာငါများသွားပြီကွာဆိုတာရှိတယ်နော်ဈေးပေးကျွန်သွားတာရှိတယ်အခုတော့ဈေးပေးမကျွန်တဲ့ဟာဝယ်ပြီးရင်မြက်မဲ့တည်ချာတဲ့ဟာလေးလည်းဖြစ်ရမယ်နောက်တစ်ခုကတော့မြက်မာကတော့ဟုတ်တယ်ကြောက်ကကြာတာတွေရှိတယ်ထပါတော့အခုဝယ်လိုက်တယ်ချက်ချင်းဈေးမထွက်ဘူးကြာမှပဲအဲ့တော့ကြာတယ်ဆိုရင်လည်းအခုဒီတလအတွင်းမှာမပြီးပြတ်လို့ရှိရင်လည်းအဆင်မပြေဘူးအဲ့တော့မြန်မင်းဟာလည်းဖြစ်ရမယ်မြက်လောက်မဲ့ဟာလည်းဖြစ်ရမယ် မမြင်ရင်တော့မှအထူးသဖြင့်တော့မရှုံးတဲ့ကြောက်လေးဖြစ်ရမယ်အဲအဲ့လိုမျိုးလေးပေါ့အဲနောက်ဆုံးတစ်ခုပဲရှုံးနေဆိုရင်တော့မှလူလေးလေးဆိုတော့ပပလေးပဲရှုံးမယ်ပလုံးတပြားမပြန်မရဘူးဆိုတော့အရှုံးမျိုးမဖြစ်ရဘူးဒါလေးလည်းပြောကြိုပြောတာတော့ဆရာဝယ်တိုင်းမြတ်တယ်လို့လည်းရှင်နေမှာဆိုလို့ရှုံးရင်တော့မှဘယ်လိုမျိုးလဲရှုံးရမှာတော့ပပလေးပဲရှုံးရတာဖြစ်ရမယ်ပလုံးတပြားမပြန်မရတော့ဘူးငါးသိန်းထည့်ရတယ်တပြားမပြန်မရတော့ဘူးသိန်း50ထည့်ရတယ်တပြားမပြန်မရတော့ဘူးအဲ့လိုမျိုးမဟုတ်ဘူးเนาะအဲ့လိုလေအဲ့တော့ကျွန်တော်မှအဲ့ဒီ rule လေးတော့ရှိတာပေါ့